ဖုတ်ပြင်းမြို့နယ်အလမန်ယွာနာကပိလံပြင်းမှာရှက်ဆွဲလေးတွေကြောင့်ကန်နီငါးဖမ်းလေးတွေ900နေပြီးအခက်ကြုံနေကြပါတယ်။ပြီးခဲ့တဲ့6လလောက်ကတည်းကရှက်ပေါများနေတဲ့အတွက်ရှက်ဆွဲလေးတွေခုချိန်ထိဖမ်းနေကြတယ်လို့အလမန်ယွာဒေသခံတဦးကပြောပါတယ်။ဒါကြောင့်ဒေသခံကန်နီငါးဖမ်းလေးငယ်တွေမှာ900နေလာတာပါ။ရှက်ဆွဲလူတွေဟာမြိတ်မြို့နယ်နဲ့ကျောဆွမြို့နယ်ဘက်ကအများဆုံးဖြစ်တယ်လို့ဒေသခံအချို့စီကတရားပါတယ် ရှက်ဆွဲလေးတွေကပြည်내ကျန်းပြည်ရှော့နော်နဲ့တန်းအောင်ရှိရှက်လုံးတွေကိုထော်ချက်လိုမျိုးတန်းစကားတွေနဲ့ရွှဲယူဖမ်းဆီးတာကြောင့်ရင်းနေတတ်တော်တွေခိုအောင်နေတဲ့နေရာတွေပျက်စီးသွားပြီးရှားပါသွားလိမ့်ရှိပါတယ်။အလမ်မရွာအနောက်ဘက်ဒေသအခေါ်တောင်နောက်ပင်လယ်ပြင်မှာရှက်ဆွဲလေးစီးရီရချီဖမ်းဆီးနေကြတယ်လို့ဒေသခံအချို့စီကသိရပါတယ်။လက်ရှိမှာမိုးရွာတီရောက်လာပြီးပင်လယ်ရေစီးကျန်းလာတဲ့အတွက်ကဲပြတ်ဝင်သွားတဲ့ရှက်ဆွဲလေတို့ချို့လည်းရှိတယ်လို့ဆိုပါရတယ်။ ဖန်စီရရှိတဲ့ရှက်တွေကိုအလဲမဲ့ယူအောင်မှရှိတဲ့အဝယ်တိုင်းတွေကိုရောင်းချလေးရှိပြီးအဲ့ဒီအဝယ်တိုင်းတွေကထိုင်းနိုင်ငံကို တင်ပို့ရောင်းချကြတာပါ။